ဒီနေ့တော့တောင်ရမြောင်နေ့ပေါ့နော်ကျွန်တော်လာမေးထားတဲ့လူရှိရင်တော့ကျွန်တော်ကတရက်တောင်ပတ်စံ3000နဲ့ထက်တန်းပြနေတာကိုထိုင်းငွေနဲ့လာတယ်မဟုတ်ပါဘူးနော်ကျွန်တော်မြန်မာငွေနဲ့ဖြတ်တန်းပြနေတာထိုင်းငွေမဟုတ်ကျွန်တော်မြန်မာပြည်မှာပေါ့နော်ကျေသားတော့မနှက်ပိုင်းရောက်ပြီပေါ့နော်ဒီနေ့တော့တောင်ရမြောင်နေ့ပေါ့နော် ျွန်တော်တို့ထမင်းရှိလားမရှိလားကြည့်လိုက်ရအောင်ကဲကောင်းညင်ပေါင်းတော့ရလာပြီပေါ့နော်ကျွန်တော်တို့အကျော်ဆိုင်ပြန်သွားမယ်ဗျကဲအကျော်လဲဝယ်လာပြီပေါ့နော်အကျော်က900ဖုံးသုံးခုပဲရတယ်ပေါ့နော်ကောင်းညင်ပေါင်း900မနေ့ကျတော့ထမင်းတရားအေးနေတော့ nó nó là mình mình ta 发那么高嘛呢？去年那么养家我那么那说，大家搞泥巴呢，浇那边三皮的我呢，搞泥巴。cái nhân bao ngay à của nó mình đấy so so si si sau này quay và xong ra cho của nó ကဲစားမယ်ကွာစားမယ်ဟွန်းဒီနေ့တော့တောင်ရမြောင်နေ့ပေါ့နော်ကျွန်တော်လာမေးထားတဲ့လူရှိရင်တော့ကျွန်တော်က

ခမင်းမပါဘောနော်ဟင်းတရက်တာသုံးနဲ့စာဟင်းဝယ်စားလို့ရလားလို့ကျွန်တော်ပြောတာဘောနော်ဟင်းမဲ့ဘောနော်ခမင်းမပါမောခမင်းကတော့အလုံးမှကျွေးတယ်ဘောနော်ဟင်းမကျွေးတာအဲဟင်းဖို့တုံးထောင်ပေးရနဲ့အာနဲ့လောက်အောင်စားတာပါလို့ဒီမှာသူမေးထားတာဘောနော်မြန်မာငွေလားထိုင်းငွေလားတဲ့ကျွန်တော်က တရက်ကိုမြန်မာငွေ3000နဲ့ဖြတ်တန်းပြမယ်လို့ပြောတာပေါ့နော်မြန်မာငွေလားထိုင်းငွေလားတဲ့မြန်မာငွေပါလို့ကျွန်တော်ကမြန်မာပြည်မှာပေါ့နော်อืมအတော့စားရှိတဲ့လူကတော့လုံးဝကိုမရဘူးပေါ့နော်အဲ3000 3000ဆိုတာဒီမြန်မာနိုင်ငံမှာဘာမှမရတော့ပေါ့နော်ကိုမန်လေးမှာဆိုတော့အရင်က900ဖိုးရတယ်ဗျာဒီမှာတိုင်းကျုံချက် ဒါစိတ်တွေးခဲပေါ့နော်ညီမပြီမဆေးကြီးရဲ့ဗျာကျွန်တော်တို့ဖတ်ဆိုဘာမှမရဘောနော်3000ဆုံးဒီနေ့ရော3ရက်နေမြောက်ပေါ့နော်ဟွန်းတရက်ကို3000နဲ့ဖြတ်တန်းနေတာလဲစားကြပါဦးများကျေလို့ စလိုက်တွေပါတောက်ချင်တော့အဲ3000อ่ะမရဘူးเนาะဒီမှာဟင်းနဲ့900ဖိုးရတယ်ရသေးတယ်ဆိုတော့တော်သေးတယ်လို့ပြောရမှာပေါ့เนาะပြီးခဲ့တဲ့2000ဆက်ရှိ2019လောက်တော့ရတယ်ပေါ့เนาะတထောင်ဆိုတော့အများကြီးပဲပေါ့เนาะအသားတောင်ဝယ်စားလို့ရခုတော့မရတော့ပေါ့เนาะတဲ့ကျွန်တော်อ่ะ ထိုင်းမှာမဟုတ်ပါဘူးလို့နော်မြန်မာငွေနဲ့တုံးနေတာပါသမင်းတော့မပါဘူးဟင်းကိုပြောတာပေါ့နော်ဟင်းကို300ကို3000နဲ့ဝယ်စားလို့လောက်လာဆိုတော့ဆိုရဟာလေးပေါ့နော်ကျွန်တော်အဲ့လိုမျိုးတုံးပြနေတာแกทีนี้ก็อกุยเตียวฟงต๊อกแหวไปเหมือนบ่เนาะทีนี้ ကဲကျွန်တော်တို့သွားလိုက်ရအောင်ဗျကဲခုအိုဝေဝရောက်နေပေါ့နော်ခုကျွန်တော်တို့ကျွန်တော်အကွေးတရားဖုံးတော့ဝယ်ပေးမယ်ပေါ့နော်ကဲဖုံးဆိုင်ရောက်မှပြန်တွေ့မယ်ဗျာ တဲ့ကွာတော့ဖုန်းဆိုင်ရောက်နေတာပေါ့နော်လူတွေအများများတယ်ဗျာဖုန်းဝယ်တဲ့ကွေးရတော့ဒီမှာနုဆလိုင်း ကဲအိမ်ပြန်ရောက်မှတွေ့မယ်ပေါ့နော်ကျွန်တော်ဖွင့်ပြမယ်ပေါ့နော်ကဲအစားတော်တော့ဖုန်းရောဖွင့်ပြမလို့လုပ်နေပေါ့နော်မီးပြတ်သွားလို့ဗျာမှောင်နေတာအာမပြတော့ပေါ့နော်ဖုန်းဖုန်းဖွင့်လက်ချိန်တော့မပြတော့ပေါ့နော်ကဲရစ်ဒီလားကဲကွာမီးပြတ်နေတယ်ပေါ့နော်ဒီနေ့ခုမစားတာပေါ့နော်တင်ရတော့အကိုကြီးတယောက်ဖုန်း ဝဲဖို့တော့ပို့တော့ဘောနော်ဒီနေ့နည်းနည်းပါပါကောင်းလာလေးဆွဲရတာဘောနော်အမဲသားလေးအမဲသားနဲ့ဆွဲရမယ်ဗျာဒီညတော့အမဲသားနဲ့ကဲဆွဲပြီဗျာနော်